ျွန်တော်ကိုအမေးများတဲ့မေးခွန်းတစ်ခုရှိတယ်။စီးပွားရေးလုပ်ငန်းတွေဘာကြောင့်မလို့ကြာရှုံးရတာလဲ။ခဏတော့အစဉ်ပြေတဲ့နောက်ကြာရှုံးသွားတယ်။အဲ့ဒီမေးခွန်းကိုပြန်ဖြေရမယ်ဆိုလို့ရှိရင်အချက်၃ချက်ကိုတေးသေးချာချာမလုပ်တဲ့အထွတ်ဖြစ်ပါတယ်။နံပါတ်၁တစ်ချက်ဒီကိုယ့်စီကို customer များများလောက် ဘလို့ဖန်သီးရမလဲဆိုတော့ကျွန်တော်တို့ခိုင်ခိုင်မာမာသိဖို့လိုလှုပ်ဆောင်မှုလည်းလိုတယ်မာကတ်တင်းကြီးကောင်းကောင်းလုပ်ဖို့လိုတယ်ဘရန်ဒင်းကောင်းကောင်းလုပ်ဖို့လိုတယ်ပိုဇီရှင်နင်းကောင်းကောင်းလုပ်ဖို့လိုတယ်တာဂက်မာကတ်မှန်ဖို့လိုတယ်ကတ်စတမာတွေအများကြီးရသွားပြီဆိုလို့ရှိရင်အဲ့ဒီကတ်စတမာတွေကိုဘလို့ keep လုပ်ထားမလဲဆိုတာကတိတ်ကိုအရေးကြီးပါတယ်တခါဝယ်သွားတယ်သူထက်ပြီးတော့မှပြန်လာခြင်းအောင်တို့တို့ဘာတွေလုပ်မလဲတခြားသူတွေကိုကိုယ့်ရဲ့ဝန်ဆောင်မှုတွေ product အကြောင်းကိုပြောအောင်ကျွန်တော်တို့ဘလို့လုပ်မလဲ တော့ကျွန်တော်တို့ညွန့်ပေးတယ်ဆိုလို့ရှိရင်ညွန့်ခံတဲ့သူရောညွန့်နေသူရော တို့တော့ဘာတွေအကျိုးအမြတ်တွေရှိမလဲဒါဒီကျွန်တော်တို့ကစီးပွားရေးလုပ်ငန်းတစ်ခု မကြဆုံးဖို့အတွက်မဖြစ်မနေတော့လောက်အောင်အရေးကြီးတဲ့အချက်၃ချက်ဖြစ်ပါတယ်